ဟုတ်ကဲ့အလုံးမဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ဂိုးနဲ့ပတ်သက်လို့ဘလောက်ထိကျွန်တော်တို့သိထားလဲဘလောက်တောင်မှသုံးတက်လဲဆိုတာလေးကိုကျွန်တော်တို့လေ့လာကြည့်အောင်ဒီခန်းလေးကရန်ကိုစဉ်းစားဖို့ကောင်းတယ်เนาะကျွန်တော်အင်္ဂလိပ်စာစပြီးတော့လေ့လာခန်းစားကဒီအင်္ဂလိပ်တွေမှာသုံးတဲ့အသုံးလေးလေးအအသုံးနှုန်းလေးတွေပေါ့เนาะရေထုံးလေးတွေကိုဒီဂိုးအခန်းကြောင့်ကျွန်တော်တော်တော်များများပြောနိုင်သွားတယ်အသိသွားတယ်ပေါ့เนาะဆိုတော့ကျွန်တော်လည်းအတူတူလေ့လာကြည့်အောင်အဲ့တော့ကျွန်တော်တို့ကိုအကြောင်းလေ့လာကြည့်မယ်ဆိုလို့ရှိရင် ျွန်တော်ခိုးငငယ်လေးတွေကတိလာတဲ့ go to အဲ့ဒီ go to ရဲ့ကျွန်တော်တို့ထက် go on go for ပြီးရင် go for finding အဲ့ဒါလေးနဲ့သုံးလို့ရတယ်ဆိုတာကိုလေဒီနေ့တော့အတူတူခေလာကြည့်မယ်ပေါ့နော်အဲ့တော့ go to ကတော့ကျွန်တော်တို့ငငယ်လေးကတိတယ်အနောက်ကနေပဲပါလိုက်လေ go to နောက်ကနေရဒါကျွန်တော်တို့ပုံမှန်တိတယ် go to school go to work go to somewhere ပေါ့နော်ကျွန်တော်တို့ နေရာကိုပြတာ a place ပေါ့ go to a place နေရာအဲ့ဒါခုလို့ရှိရမှတ်ချက်မှတ်ချက်ကဘာလဲဆိုတော့ကျွန်တော်တို့အင်္ဂုပြန်ရင်ဘယ်လိုသွားလဲ home အင်္ဂုပြန်ရင်ကျွန်တော်တို့ go to home လို့မရေးရအောင်နော် go to home လို့ရေးရင်ကျွန်တော်တို့မှားတယ်နော်အဲ go to home လို့ရေးရင်ကျွန်တော်မှားတယ် ာလို့ပြောရမလဲ go home เนาะဒီမှာတူလုံးဝမထည့်ဘူး go home အဲ့ချက်တော့မှတ်မယ်ဒီ go to ကိစ္စမှာเนาะ go home go home go home အဲ့ချက်မှတ် okay အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ go on အကြောင်းဆက်သွားမယ်အဲ့တော့ကျွန်တော်တို့ go on အသုံးလေးကြည့်အောင် go on ဆိုတာကတော့သူ့ရဲ့သူ့ go ပေါ့เนาะ phrasal verb အနေနဲ့ သုံးမယ်ဆိုလို့ရှင်တော့ဆက်လက်ပြုလုပ်သည်ဆိုတဲ့အဓိပ္ပာယ်မျိုးရတာပေါ့နော်ဒါပေမဲ့ဒီနေရာမှာကကျွန်တော်တို့ကဒီအကြောင်းကို phrase verb အကြောင်းမပြောသေးဘူးကိုသွားတယ်ဆိုတဲ့အကြောင်းကိုပဲပြောမှာသွားတယ် on holiday ဘာသွားတာလဲ holiday သွားတာပြီးရင်ခီးသွားတာ tour နော်အလေဘက်အစားပေါ့နော် tour သွားတာပေါ့နော်ပြီးလို့ရှိရင် cruise အပျော်စီးတင်မောနဲ့သွားတာပေါ့နော်အဲအဲ့အရာမျိုးလေးတွေကြာလို့ရှိရင်ဒါနဲ့သုံးလို့ရတယ် ဒါမျိုးပေါ့နော်သွားရဆိုတဲ့အကြောင်းပြောတာပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ strike ဆိုတဲ့နေရာမှာလည်းတုံးတယ် strike ဆိုတာကတပိတ်မှောက်တာ go on strike နော်တပိတ်မှောက်တယ်လို့ကျွန်တော်တို့ပြောတာအဲ့တော့ဒါလေးတွေကိုကျွန်တော်တို့မှတ်ထားကြည့်ပေါ့နော်ဒါခီးသွားတယ်ဆိုရင်ဟာမျိုးလေးကိုဒါလေးနဲ့တုံးလို့ရတယ်နော် freezer buff deep ကတော့နောက်ခန်းဒီမှာလာတယ်နော် freezer buff ကကျွန်တော်တသက်လိလိုက်ရမှာမဟုတ်ဘူးအဲ့တော့နောက်ထပ်တစ်ခုကကျွန်တော်တို့ go for တည်ထားမိလား work to work to run to swim to drink meal ပေါ့နော်ဆိုတော့အဲ့ဒါတွေကိုမှကျွန်တော်တို့က a တက်ပြီးတော့ noun လုပ်ပြီးတော့ go for လေးနဲ့တွဲပေးလိုက်တာဆိုတော့ဘယ်လိုလေးပဲဖြစ်သွားလဲသူကဘယ်လိုခေါ်မလဲဆိုတော့အင်္ဂလိပ်စာမှာသူကအသုံးများတယ်ပြီးရင် idiomatic expression ဖြစ်သွားတာပေါ့နော် idiomatic အသုံးလေးဖြစ်သွားတာပေါ့ဆိုတော့ဒါလေးကတော့လှတယ် အဲအင်္ဂလိပ်စာမှာလည်းအသုံးများတယ်အဲ့တော့ကျွန်တော်တို့မှတ်ထားသင့်တယ်ပေါ့နော် go for a walk go for a run go for a swim go for a drink go for a meal အဲ့တော့ဒါဒီလိုမျိုးပြောပြဆိုလို့ရှိရင်ဒါပါလေလမ်းလျှောက်ထွက်တာပေါ့ဗျာနော်ပြေးတယ်ပေါ့ဗျာရေကူးတယ်ပေါ့ဗျာတော့တောက်တောက်တယ်ပေါ့ဗျာတခုခုတောက်ကြတယ်ပေါ့နော်ငါတို့အပြင်ခတ်ပြီးတောက်ကြမယ် เนาะငါတို့လက်ထွက်လျှောက်ကြမယ်ငါတို့ပြေးကြမယ်အဲ့လိုပြောပြီးပြောတဲ့အခါငါတို့တခုခုသွားဆကြမယ်ဒါမျိုးလေးပြောတဲ့အခါမှာဒီအတုံးလေးကအရန်ကိုအတုံးဝင်တာတွေ့ရတယ်ပေါ့နော်အဲ့တော့ဒါလေးလေးလေ့လာစရာအနေနဲ့နှုတ်ထဲမှာချက်ရေးပါအဲ့တော့အင်္ဂလိပ်စာကိုကျွန်တော်တို့အလွတ်ကျတာထက်ကျွန်တော်တို့များများချက်ရေးသို့မဟုတ်ရင်လည်းကျွန်တော်တို့များများပြောအဲ့ဒါမျိုးဆိုလို့ရှိရင်ကျွန်တော်တို့ခေါင်းထဲကိုဝင်လာတာပေါ့နော်အဲ့တော့ကျွန်တော်တို့ Google Perfect Engine ထပ်ပြီးတော့တွေ့ကြည့်အောင်အဲ့တော့ကျွန်တော်တို့ Google Perfect Engine ကိုကြည့်မယ်ဆိုလို့ရှိရင် များသောအားဖြင့်ဗာနဲ့တွဲသုံးတယ်လေဆိုတော့ sports တွေနဲ့ပတ်သက်လို့အားကစားလုပ်တဲ့ဟာတွေနဲ့ပတ်သက်လို့ကျွန်တော်တို့တွဲပြီးတော့သုံးတောင်တွေ့ရတယ်ပေါ့နော်ကြည့်ရအောင် go swimming go fishing go sailing go skiing go jogging အဲ့တော့ fishing ကအားကစားလာလို့ပြောရင်တော့อืมကျွန်တော်တို့မြန်မာမှာတော့အားကစားလို့မသတ်မှတ်ဘူးပေါ့နော်ဒါပေမဲ့အားလက်ချိန်မှာလုပ်တဲ့ကိစ္စဖြစ်တဲ့အတွက်ကျွန်တော်တို့ဒါသုံးလို့ရတယ် ဆဲလျောက်တိုင်းရွက်လွှင့်တာပေါ့နော်စကီးရင်ဆိုတာနှင်းရှော့စီးတာပြီးရင်ကိုဂျော့ဂင်ဂျော့ဂင်ဆိုတော့အနည်းပြေးတာပေါ့နော်အဲ့တော့တခြားအားကစားတွေလည်းကျွန်တော်တို့ဒီမှာထည့်လို့ရတယ်ရအောင်လားမသိဘူးနော်ကျွန်တော်တို့ verb ကို ing ပြောင်းပြောင်းထည့်ရမှာနောက်တစ်ခုချွင်းချက်အနေနဲ့ကျွန်တော်တို့ shopping go shopping အဲ့ဒါမျိုးလည်းသုံးလို့ရတယ်ပေါ့နော်ဒါကတော့ sports အနေနဲ့မဟုတ်ပေမဲ့လည်းတို့သုံးတယ်ပေါ့နော်ဒါအင်္ဂလိပ်စာရဲ့အသုံးလေးပေါ့ဆိုတော့အခုဒီနေ့ go to go on go for go ing ကို လေ့လာခဲ့ရပြီးပြီဖြစ်ပါတယ်အဲ့တော့ရင်ထဲမှာတခုခုအာကြံသွားမယ်လို့ယူဆပါတယ်အဲ့တော့ဒီနေ့တင်လိုက်တဲ့သင်ခန်းစာလေးကလွယ်တယ်ဆိုပေမဲ့ကျွန်တော်တို့ခေါင်းထဲမှာအမြဲတမ်းဆွဲသွားအောင်ခုနကပြောခဲ့သလိုကျွန်တော်တို့ချက်ရေးပါ example တွေ sentence တွေအများကြီးရေးပါပြီးလို့ရှိရင်ကျွန်တော်တို့ပြောပါဒီအသုံးလေးတွေကိုစကားပြောတဲ့မှာထည့်ပြီးတော့အခါအားလျော်သလိုထည့်သုံးကြည့်ပါကျွန်တော်တို့အမြဲတမ်းဆွေးမြေ့တော့ပါလိမ့်မယ် ဲ့တော့ဒီသင်ခန်းစာလေးကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ရှုပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်